ကျွန်တော်စကားပြောကောင်းဖို့ဘာကြောင့်လိုအပ်တာလဲ။နော်စကားပြောကောင်းရင်ကျွန်တော်တို့အတွက်ဘာအကျိုးကျေးဇူးတွေဖြစ်လာမလဲ။နော်အဲ့တော့စကားပြောမကောင်းလဲအာငါ့မှာငွေရှိတာပဲတော့ငါ့မှာအတတ်ပညာတွေရှိတာပဲဟောငါ့မှာမိဘတွေရှိတာပဲတော့ငါ့မှာဒီအချွေရံတွေပေါ်တာပဲတော့စကားပြောမကောင်းလဲဘာမှမဖြစ်ဘူးနော်စကားပြောကောင်းခြင်းမကောင်းရဲ့ငါ့အတွက်အရေးမကြီးဘူးအဆရှိတဲ့ဖြစ်နော်ဒီလိုမျိုးအဲထင်တတ်ကြတဲ့လူတွေလည်းရှိနိုင်ပါတယ် နော်ဒီလိုထင်တဲ့သူတွေလည်းရှိနိုင်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ကစကားပြောကောင်းခြင်းရဲ့အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်နော်အများကြီးရှိတယ်အဲ့ဒီထက်ကကျွန်တော်အချက်၅ခုလောက်နဲ့ဒီမိတ်ဆွေတို့ဖြောက်ဝေပေးသွားကြင်တာပါအဲ့တော့ပထမတစ်ချက်ကတော့ကျွန်တော်ကလူမှုဆက်ဆံရေးပါပဲနော်ဒါအားလုံးမြင်တာအောင်ပြောရလို့ရှိရင်စကားပြောကောင်းတဲ့သူတွေကနံပါတ်1အကျိုးကျေးဇူးရတာတော့လူမှုဆက်ဆံရေးနယ်ပယ်မှာအင်ပရန့်အဆင်ပြေတယ်အဲတနည်းအားဖြင့်ပြောရင်လူချင်းလူခင်ပေါ်တယ် စကားပြောကောင်းကြီးသည်စကားကောင်းပြောခြင်းနောက်တစ်ဖက်မှာကြတော့ဗာလဲဆိုတော့အကျိုးရှိအောင်ပြောနိုင်ဖို့လိုတယ်အကျိုးရှိတဲ့စကားတွေကိုရွေးချယ်ပြောခြင်းအဖြစ်လူတွေကဗာဖြစ်မယ်နှစ်သက်တာပေါ့အဲလူတွေနှစ်သက်တဲ့ခါကျတော့ရှေ့မှာပြောခဲ့တယ်လူလူမှုဆက်ဆံရေးနယ်ပယ်အတွက်အများကြီးထောက်ကူပြုအဲကြောင့်လူမှုဆက်ဆံရေးစကားပြောကောင်းကြီးသည်လူမှုဆက်ဆံရေးကိုထောက်ကူပြုလူမှုဆက်ဆံရေးကောင်းမွန်ခြင်းသည်အခွင့်အလမ်းတွေကိုဖန်တီးပေးတယ်နောက်ထပ်တစ်ခုကဗာလဲဆိုတော့အဲအရေးကြီးဆုံးချက်ပဲအဲ့တော့ဗာလဲဆိုရင် စကားပြောကောင်းခြင်းကကိုယ့်ရဲ့စိတ်ကိုနော်စိတ်ကိုပါကိုကိုကိုပါပြန်တန့်စင်ပေးတယ်နော်ကျွန်တော်တို့ရဲ့စိတ်ပါရှိနေတဲ့အညစ်အကြေးတွေနော်မကောင်းတဲ့တနည်းအားဖြင့် negative mindset တွေအဲ့ဒီအတွေးကိုအကုန်လုံးကိုပါဘာလုပ်ပေးလဲသူက short ချတန့်စင်ပေးတယ်ဆိုပါလို့ကျွန်တော်နမူနာတစ်ခုပြောပြမှာပေါ့နော်ကျွန်တော်တို့ကအခုကျွန်တော်ခုမိတ်ဆွေတို့ခု live လွှင့်ပြီးစကားပြောနေတယ်နော်မိတ်ဆွေတို့ခု live လွှင့်ပြီးကျွန်တော်စကားပြောနေတယ်ကျွန်တော်ပြောတဲ့စကားလုံးတိုင်းပါ အခုမိတ်ဆွေတို့နားထောင်နေတဲ့မိတ်ဆွေတွေအတွက်နော်လုံးဝနားထဲမှာဟိုဘယ်လိုခေါ်မလဲအကျိုးမဖြစ်တာနောက်နားကလောရယ်ပေါ့ဗျာတနည်းအားဖြင့်အရာစကားနဲ့ပြောမယ်ဆိုရင်နားထဲမှာကန့်လိုက်ဖြစ်နေတာပေါ့နော်အဲ့လိုဖြစ်နေတဲ့စကလုံးနေကျောင်းရှောင်းနေနောက်အဂရဝဟိုရိုင်းဆိုင်နဲ့အတုံးလုံးမျိုးတွေပေါ့နော်မိတ်ဆွေတို့ကြားလိုက်တာနဲ့ဟိုမကြောင်းဝင်မနာတာဒီလိုအတုံးလုံးတွေကျွန်တော်ပါလာအခုကျွန်တော်ပြောနေတဲ့အထက်မှာမပါဘူးအဲ့တော့ဘာလုပ်ပြရလဲဆိုစကလုံးတွေဖစ်တာလုပ်ပြတယ်ပရမတ်တဆင့် ပြောသင့်တဲ့စကလုံးမပြောသင့်တဲ့စကလုံးဆိုတာကိုကျွန်တော်ဘာလို့ပြစစ်ထုတ်ပြရအဲ့တော့ကျွန်တော်တို့ကနောက်ထပ်ဘာထပ်ဆက်ရလဲဆိုတော့အကျိုးရှိမရှိကိုကျွန်တော်ထပ်ဆက်တယ်ဒီစကလုံးကိုပြောရင်အကျိုးရှိမလားနော်ဒီစကလုံးကိုပြောရင်နားထောင်သူတို့အကျိုးမဲ့မလားစဉ်းစားအဲ့တော့ဘာဖြစ်လာလဲဆိုတော့စကားကိုကျွန်တော်တို့ကနော်အများကိုစကားကောင်းပြောဖို့စဉ်းစားရင်းနဲ့ကိုယ့်ရဲ့စိတ်ထားတွေကဘာဖြစ်လာလဲဆိုတော့စိတ်ထားကောင်းတွေကိုတဖြည်းဖြည်းပိုင်ဆိုင်လာတယ် အဲ့ဒါကိုယ်တိုင်ရတဲ့အကျိုးဒါနံပါတ်3ချက်နောက်ထပ်နံပါတ်4ချက်ကပါလဲဆိုတော့ critical thinking စဉ်းစားတွေးခေါ်နိုင်စွမ်းစကားပြောတဲ့အခါမှာအခုကျွန်တော်ပြောနေလို့ကျွန်တော်ဟိုဟိုဗဇက်ကနေပြီးတော့ဟိုဘယ်လိုခေါ်မလဲခလုံးနေပြီးသူ့အတူစကားလုံးနေအော်တိုထွက်နေတာမဟုတ်ဘူးနော်ထွက်နေတာမဟုတ်ဘူးနော်အဲ့တော့ကျွန်တော်ဘာဖြစ်လာလဲဆိုတော့စဉ်းစားစဉ်းစားတွေးခေါ်မှုကိုလေ brainstorming တနည်းအားဖြင့်ပြောကိုအုံးတော့ကိုအဲ့လိုစဉ်းစားနိုင်အောင်လေ့ကျင့် လူဆိုတာခက်ခဲဆိုတာရှိတယ်ဘဝမှာနော်အော်စတရက်အတားအဆီးတွေရှိတယ်နောက်အန်ဒရယ်တွေရှိတယ်ချဲလန့်စိန်ခေါ်မှုတွေရှိတယ်နော်အဲ့လိုအခြေအနေတွေကြုံလာပြီဆိုရင်ဟိုဂျင်းနဲ့ဂျက်ထဲရောက်လာပြီပေါ့ဗျာအဲ့လိုတကယ်ကျွန်တော်တို့အတွက်အရေးပေါ်အခြေအနေတွေဖြစ်လာပြီဆိုရင်လူတစ်ယောက်ကအဲ့မှာဘာလို့လာလဲ critical thinking စဉ်းစားတွေးခေါ်နိုင်စွမ်းနော်သူရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းကပဲသူ့ခက်ခဲကိုဖြေရှင်းနိုင်မှာဆိုပါလို့မြင့်လက်ကောင်မှာရေနစ်နေပြီ ဲ့ဒီရေနစ်နေတဲ့အချိန်မှာဘာလို့မလဲဝူးနဲ့သွားပြီးဒီလိုခတ်နေလို့မရဘူးဘလို့လို့ရင်ငါဒီဒီလိုရေနစ်မိုးမှုရတယ်လွတ်မြောက်နိုင်မလဲနော်ငါဘလို့ကူးခတ်ရမလဲဟိုကြောက်ရလန်ကြီးရှောက်ပြီးလုံနေလို့မရဘူးဟိုလူကဲပါဒီလူကဲပါလိုက်អော်နေလို့မရဘူးလွတ်မြောက်အောင်လုပ်ရတော့အဲ့ဒီအချိန်မှာကိုယ့်ရဲ့ critical thinking နော်စဉ်းစားတွေးခေါ်နိုင်မှုကိုလေကောင်းကောင်းပါဖြစ်လေလေ့ကျင့်ပီးစားဖြစ်လေစကားပြောကောင်းခြင်းကနောက်ဆုံးတစ်ချက်ကတော့လူတွေအကြောင်းကိုပို့သိလာ ော့ကျွန်တော်တို့စကားများများပြောလာတဲ့ခါကျတော့နော်စကားပြောခြင်းကနေနားတော်သူတွေကိုကျွန်တော်ကဘာဖြစ်လဲဆိုတော့အကက်ခတ်ဒီတိုင်းပြောနေတာမဟုတ်ဒီဘာခေါ်မလဲဘယ်အကြောင်းအရာကိုလူတွေမကြိုက်ဘလို့အကြောင်းအရာကိုတော့လူတွေစိတ်ဝင်စားတယ်နော်ဘယ်အကြောင်းအရာဆိုသူတို့လက်ခံတယ်ဘယ်အကြောင်းအရာလက်မခံဘူးเออบลูปုံแกပြောရင်တို့တို့အကျိုးရှိတဲ့အတွက်တို့ကတရားကိုဘလူနှစ်သက်တယ်အဲ့တော့ဘာဖြစ်လာတဖြည်းဖြည်းနဲ့လူတွေចောင်းပူတည်တာအဲ့တော့ကျွန်တော်သင်တန်းမှာတော့စာတွေ့လက်တွေ့ ။နောက်တချို့ကပြောလိမ့်မယ်။အခုဆိုကျွန်တော်ဒါစကားပြောတဲ့အခါမှာ body language တွေပါတယ်၊မျက်နှာမူယာတွေပါတယ်၊အတန်အတက်ကြပါတယ်။နော်ကျွန်တော်အတန်တစ်ဖြောင်းနဲ့သွားနေတာမဟုတ်ဘူး။အတန်အတက်ကြအနေနဲ့ဒါကြောင့်ကျွန်တော်ပြီးခဲ့တဲ့ရက်ကရေးခဲ့တယ်။စကားပြောကောင်းမှုအတန်ဟန်အကြောင်းအရာဟာသ။အဲ့ဒါလေးတွေဟန်ချက်ကြီးအောင်လောရတယ်။ဒါနီလန်းတစ်ခုပေးတာ။ဒါပေမဲ့ဒီလောက်နီလန်းလေးတွေတိယုံနဲ့လက်တွေ့လေ့ကျင့်မှုမပိုင်မရအောင်။နော်ကျွန်တော်သင်တန်းမှာတော့ကျွန်တော်ကလေ့ကျင့်မှုတွေပါကျွန်တော်လုပ်ပေးပါတယ်။နော်လေ့ကျင့်မှုတွေထည့်ပေးတယ်။တနည်းအားဖြင့် အဲအရင်ဆုံးဆိုဘာဘာလောက်ရလဲဆိုစာရေးခိုင်းသေးတယ်နော်အဲစကားပြောဖို့ကျွန်တော်တို့ခေါ်ဆိုတာ sacred ပေါ့နော်စာမူချမ်းလေးတွေရေးရအလစ်ကျင့်လောက်ရတချို့ဆိုရင်စာရေးပြင်းတဲ့လူတွေရှိလိမ့်မယ်ဒါပေမဲ့သူတို့ကတချို့ကြတော့လေကိုယ်တိုင်စာရေးနိုင်တာကိုသူတို့မသိကျွန်တော်မဖြစ်မနေခေါင်းစဉ်တစ်ခုချပေးပြီးရေးခိုင်းလိုက်တော့မှာဟာသူတို့ရဲ့စာရေးတချို့ဒီဒီ man တွေဆိုကျွန်တော်တွေ့တယ်ကျေးဇူးတင်တယ်ပေါ့နော်သူတို့အရင်တော့ကတစ်ခါမှမရေးဘူး ဲ့မဲ့တကယ်ရေးတဲ့ခါကျတော့ तू အစာရေးရမ်းကောင်းတဲ့လူတွေဖြစ်တယ်သူတို့ရဲ့စွမ်းရည်တွေကိုဖော်ထုတ်ခွင့်ရသွားတယ်ပေါ့နော်အဲသူတို့ကိုယ်တိုင်ကိုကသူတို့စာရေးကောင်းတယ်ဆိုတော့မသိနော်ကျွန်တော်ခေါင်းစဉ်လေးတွေချပေးပြီးရေးခိုင်းတော့မှနော်အဲဒါမျိုးလေးတွေလည်းကျွန်တော်ကြုံရတယ်အကယ်၍မိတ်ဆွေတို့စိတ်ဝင်စားရတဲ့ဆိုရင်လည်းကျွန်တော်ဒီ comment မှာအဲ yes လို့ရေးခဲ့လို့ရတယ်။နောက် page messenger တွေကဆက်သွယ်လို့ရတယ်။ Telegram, Viber, နောက် WhatsApp ပေါ့နော်။ကျွန်တော် page page မှာအကုန်ချင်းထားပါတယ်နော်။အဲ့တော့မိတ်ဆွေတို့အားလုံးလည်းနော်စကားပြောကောင်းခြင်းတွေကိုပိုင်ဆိုင်ကြပါစေ။